မင်္ဂလာပါဒီလိုဂျီတလုတ်စာရဲ့ morning devotion season ကနေကြိုဆိုပါရစေကျွန်တော်အရင်ဆုံးဆုတောင်းခြင်းနဲ့အစာပြုကြရအောင်အဖဖေဟာအဖဖေရသခင်ဒီနေ့နေ့ရက်အတွက်ကျေးဇူးတင်တယ်ဒီနေ့ဒီနေ့တာလုံး correction အလိုလိုလမ်းနဲ့ရှောင်းနိုင်ပါမည်အကြောင်းနှုတ်ကပတ်တော်ကိုပေါ်ပြတော်မူပါသမာတရားအလင်းကိုပေးတော်မူပါ correction အလိုလိုရှိသည့်အတိုင်းစိတ်ထားတတ်စေပါ correction အလိုလိုရှိသည့်အတိုင်းတွေးခေါ်တတ်စေပါ correction အလိုလိုရှိသည့်အတိုင်း တည်မြင်ခံစားတတ်စီပါတရှင်တို့ရှင်တို့ဖျားယေရှုပြုပါယေရှုတင်လက်တပိုင်းသောတော်တခင်ရှုနာမနဲ့အစပြုပါ၏အာမင်ဒီနေ့မှာတော့ကျွန်တော်ယောရှုမှတ်စာခန်းကြီး73အငယ်33ယောရှုမှတ်စာခန်းကြီး73အငယ်33ကိုဖတ်ရှုမှာဖြစ်ပါတယ်လေဝိအမျိုးအားအမွေကိုမပေးဣသရေလအမျိုးဤဖျားသခင်ထာဝရဖျားသည် အမိန်တော်ရှိသည့်အတိုင်းသူတို့အမွေ ဖြစ်တော်မူသည်တခေါက်ထပ်ပြီးပြပြချင်းပါတယ် လေဝိအမျိုးအားအမွေကိုမပေးဣတိယလအမျိုးဤဖျားသခင်ထာဝရဖျားသည် အမိန်တော်ရှိသည့်အတိုင်းသူတို့အမွေဖြစ်တော်မူသည်ဖတ်ရှုစွာတဲ့မှာကျမ်းစာအပြင်ဖျားသခင်ပြင်ဆင်ပေးထားတဲ့ကောင်းချီးမင်္ဂလာတင့်အပေါ်မှာရှိပါစေယောရှုမတ်စာအခန်းကြီး၈ကနေအခန်းကြီး၁၂ကိုကြည့်တဲ့အခါဣတိယလလူမျိုးတွေဂတိတော်ထားရပြီဖြစ်တဲ့ခါနန်ပြည်မှာနေမီတွေကိုတိုက်ခိုက်သိမ်းပိုက်တဲ့အကြောင်းမှတ်တမ်းတင်ထားတာတွေ့ရပါတယ်အခန်းကြီး၃ရောက်လာတဲ့အခါမှာတော့ တိမ့်ပိုက်ထားတဲ့နယ်မြေတွေကိုဤတေလအမျိုးနွယ်အတီးတီအမွေခွဲဝေပြီးတာကိုတွေ့ရပါတယ်။ဒီလိုအမွေခွဲဝေပြီးတဲ့အခါထူးခြားတဲ့အရာတစ်ခုကတော့လေဝိအမျိုးအနွယ်နဲ့ပတ်သက်တဲ့အမွေဖြစ်ပါတယ်။တခြားအမျိုးနွယ်တွေကတော့ဘယ်အမျိုးကဘယ်မျိုးရဲ့ဘယ်လွင်ပြင်တခြားလုံးဒီအမျိုးသားကတော့ဒီလွင်ပြင်ကနေဒီခြိုင်ဝမ်းအထိဆိုပြီးနယ်မြေတွေကိုပိုင်းခြားခွဲဝေပြီးတော့မှ လေဝိအမျိုးကိုတော့အခန်းကြီး73ငယ်74မှာလေဝိအမျိုးအားအမွေကိုမပေးဣသေလအမျိုးဤဖျားသခင်ထာဝရဖျားမိဖြင့်ပူဇော်သောရစ်တို့သည်အမိန်တော်ရှိသည့်အတိုင်းသူတို့အမွေဖြစ်သည်လို့ဖော်ပြပြီးအခန်းကြီး73ငယ်33မှာတော့လေဝိအမျိုးအားအမွေကိုမပေးဣသေလအမျိုးဤဖျားသခင်ထာဝရဖျားသည် အမိန်တော်ရှိသည့်အတိုင်းသူတို့အမွေဖြစ်တော်မူသည်လို့ဖော်ပြပါတယ်ယုတ်တည်းရဲ့ဘယ်လိုခံစားမိလဲဆိုရင်တော့ နိုင်ငံခြားကပြန်လာတဲ့အဖေကညီကိုမောင်နှမတွေအားလုံးကိုလက်ဆောင်တယောက်တစ်ခုပေးပြီးတော့ကိုယ်လှည့်ကြားမှာตาအတွက်လက်ဆောင်မပါဘူးအဖေကตาကိုချစ်တယ်အဖေကိုပဲလက်ဆောင်လို့ယူလိုက်တော့လို့ပြောလိုက်တယ်လို့ခံစားရပါတယ်လေဝီအမျိုးအတွက်လည်းတခြားအမျိုးຫນွေတိုင်းနေမီအသီးသီးနေထိုင်လောက်ကင် စားတော့ဖို့အမွေရပြီးတော့သူတို့လှည့်ကြမှာမင်းတို့အတွက်အမွေကတော့ဖျားသခင်ပဲဆိုရင်ဘယ်လိုများခံစားခဲ့ကြရမလဲစဉ်းစားမိပါတယ် ကျွန်တော်တို့ရောအိမ်ချမ်းမြေတိုက်တွေကားတွေအမွေရမှာနဲ့ဖះသခင်ကို အမွေရမှာဆိုရင်ဘယ်အရာကိုလိုချင်မိမလဲဘယ်အရာရရင်ပိုပြီးပျော်မိမလဲအိမ်ချမ်းမြေတိုက်တွေကားတွေအမွေရမှာနဲ့ဖះသခင်ကိုအမွေရမှာဘယ်အရာကတင့်ကိုပိုပြီးပျော်ရွှင်စေမလဲဒီကနေ့မှာတမန်ကျမ်းစာအရာတိမှတ်ရမယ့်အရာကတော့ဖះသခင် ကျွန်တော်တို့ကိုအမွေပေးခြင်းတဲ့အကောင်းဆုံးသောအမွေက ထာဝရဘုရားသခင် ကိုတော်တိုင်ကျွန်တော်တို့အတွက်ရှိပေးမယ်ဆိုတဲ့အမွေပဲဖြစ်ပါတယ်။ထာဝရဘုရားသခင်ကိုတော်တိုင်ဖြစ်ပါတယ်။ထာဝရဘုရားသခင်ကိုတော်တိုင်ကိုရရှိမှာဖြစ်ပါတယ်။ဒါလေဝိအနွယ်အတွက်ပဲပြောတာကျွန်တော်တို့နဲ့ဗာဆိုင်လို့လေလို့တချို့စဉ်းစားမိနိုင်ပါတယ်။တတိယဘုကတော့သခင်ယေရှုခရစ်တော်ကိုယုံကြည်အားကိုးတဲ့အသင်းတော်ကို မင်းစည်းစိမ်ရှိသောယေဘုဟိအမျိုးလို့ကျမ်းစာကတိတိကျကျပြောပါတယ်။ တမကျမ်းစာမှာကြည့်တဲ့အခါယေဘရဟိအရာသည်လေဝိအမျိုးရသောအမွေတစ်ခုဖြစ်ပါတယ်လေဝိအမျိုးအနွယ်မှာရသောယေဘရဟိအရာကိုဒီကနေ့မှာသခင်ယေရှုခရစ်ကိုယုံကြည်သောသူတွေအတွက်ဘုရားသခင်ကအမွေပေးထားတာတွေ့ရပါတယ်ဒါအပြင်လေဝိအမျိုးတွေကဖိမန်တော်မှာနေပြီးဖိမန်တော်အမှုကို ဆောင်ရကြသလိုယုံကြည်သူခရိယန်တွေကလည်းမိမိရဲ့ကိုယ်ခန္ဓာပါဖိမန်တော်ဖြစ်လာပြီး ဘိမှန်တော်နဲ့မခွဲတမ်းနေရတဲ့သူတွေဖြစ်ပါတယ်ဘိမှန်တော်အမှုဆောင်ရသောသူများဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တတိကျကျယုံကြည်မိတာကလေဝိအမျိုးအနွယ်ကခရိယန်တွေကိုပုံဆောင်ပါတယ်ခရိယန်လို့ပြောတဲ့အခါမှာတော့တခင်ယေရှုခရစ်တော်ကိုစင်မှန်စွာယုံကြည်အားကိုးသူတိုင်းကိုပုံဆောင်ပါတယ်လေဝိအမျိုးအနွယ်ဆိုတာခရိယန်တွေကိုပုံဆောင်တဲ့အမျိုးနယ်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့တွေကတခင်ယေရှုခရစ်တော်ကိုယုံကြည်အားကိုးတဲ့အခါမှာအမွေခံတွေဖြစ်လာတယ်ဆိုတဲ့အခါမှာ မကုံဆုံးတန်းရှင်နိုင်တဲ့မသေးနိုင်တဲ့အသက်လောက်ပဲရတာမျိုးမဟုတ်ပါဘူး။ရွှေလန်းငွေလန်းတွေနဲ့ကောင်းကင်နိုင်ငံမှာပဲနေရတာမျိုးလောက်ပဲလေမဟုတ်ပါဘူး။ကျွန်တော်တို့တွေဖျားသခင်ကိုရတော်တိုင်ကိုရရှိခြင်းဖြစ်ပါတယ်။တကယ်တော့ယုံကြည်သူခရိယန်တွေအနေနဲ့ဒီသမာတရားကယဉ်နီးပြီးသားပါအထူးဆန်မဟုတ်ပါဘူး။ဖျားသခင်ကယုံကြည်သူဖျားသားသမီးတွေရဲ့ကိုယ်ခန္ဓာကို ဘိမှန်ပြူပြီးကိန်းဝတ်တယ်ဆိုတာ ခရစ်ယာန်တိုင်းမသိတဲ့သူမရှိသလောက်ပါပဲပြဿနာတစ်ခုကအဲ့ဒီဘုရားသခင် အတူရှိခြင်းဘုရားသခင်ကိန်းဝတ်နေထိုင်ခြင်းကကျွန်တော်တို့အတွက်ပျော်စရာမဟုတ်ဘူးလို့ဖြစ်နေတာပါငွေကြေးစည်းစိမ်ဂုဏ်သတင်းကြော်ကြားခြင်း စိန်ခံအတုံးဆောင်ရှိခြင်းတွေရှိနေတာလောက်ဘုရားသခင်ရှိခြင်းကပျော်စရာမကောင်းတဲ့လိုမျိုးစိတ်ထဲမှာဖြစ်ဖြစ်နေတတ်ပါတယ် ပြောရရင်တော့ကျွန်တော်တို့တွေကခလေးလေးတွေနဲ့တူပါတယ်ခလေးလေးတွေကိုပတ်စံအပြည့်ထည့်ထားတဲ့ဘန်ကတ်တစ်ခတ်ပေးလို့သူတို့မပြောပါဘူးကစားစရာကာယတစည်းရတာသူတို့ပို့ပြီးပြောတတ်ကြပါတယ်တကယ်လို့သူတို့ကိုပို့ပြီးပြောစေချင်တယ်ဆိုရင်တော့တေချာရှင်းပြရပါတယ်ဒီဘန်ကတ်လေးနဲ့ကကစားစရာကာလဲဝယ်လို့ရတယ်မုံတွေလည်းဝယ်လို့ရတယ်စသဖြင့်ရှင်းပြရပါတယ်တမချန်းစာကလည်းရှင်းပြပါတယ်ဟကေနာဂတိကျန်ခန်းကြီးနှစ်အငယ်ရှစ် ်ရွှေနဲ့ငွေကိုငါပိုင်သည်ဟုကောင်းကင်ဘုရားရှင်ထာဝရဘုရားမိန်တော်မူ၏၈၉ခုမြောက်သောစာလံငယ်၁၁ကနေငယ်၁၂ကောင်းကင်နှင့်မြေကြီးသည် ကိုရောဤဥစ္စာဖြစ်ပါ၏လောကဒတ်နှင့်လောကဒတ်တစားများကိုတည်တော်မူပြီလို့ဟောပြပါတယ်ဘုရားသခင် ကိုရောတိုင်းကိုအမွေခံရခြင်းကကောင်းကင်မြေကြီးရွှေငွေအားလုံးကိုဖန်ဆင်းပိုင်တဲ့အရှင်သခင်ကိုအမွေခံရခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့အတွက်အသေးချာမှတ်သားစေချင်တာကတော့ ဓမ္မဟောင်းခေတ်ကလေဝိအနွယ်ဆိုတာဓမ္မတိခေတ်ကာလရဲ့ဓမ္မအမှုတော်ဆောင်တွေကိုပဲပုံဆောင်တာမဟုတ်ဘူးယုံကြည်သူ ဖရာသားသမီးတန်းကို ပုံဆောင်တယ်လေဝိအနွယ်အတွက်အမွေကဖရာသခင် ကိုရိုတိုင်းဖြစ်တယ်လို့ယုံကြည်သူဖရာသားသမီးတန်းအမွေဆက်ခံရရှိမယ့်အရာကဖရာသခင်ကိုရိုတိုင်းကိုဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဖရာသခင်ကကျွန်တော်တို့ကိုအဝေးကနေလှမ်းပြီးအထောက်ပံ့လေးပေးပြီးကူညီခြင်းနဲ့ဖရာမျိုးမဟုတ်ပါဘူးအရန်ချစ်တဲ့အတွက်ကြောင့် ကိုယ်တိုင်အတူရှိခြင်းလက်ဆောင်ကိုပေးခြင်းနဲ့ဘုရားသခင်ဖြစ်ပါတယ်။အဲကြောင့်ညီကောင်တို့မရောက်စီတိုင်းဘုရားသခင်ကိုတော်တိုင်အတူရှိခြင်းကောင်းခြင်းမင်္ဂလာနဲ့ပြည့်စုံကြပါစေ။ခနာလောက်ဆုတောင်းကြရအောင်။အဖဖဘုရားယေရှုတင်ပါတယ်။အတူရှိခြင်းတွေယေရှုတင်ပါတယ်။ခသိန်းသောအရာတို့ကိုဘုရင်ထိန်ချုပ်လျက်ရှိကြောင်းဝန်ခံပါတယ်။ကိုရရှင်နဲ့တွာလာခွင့်ရခြင်းတွေယေရှုတင်ပါတယ်။တာ၍ကိုရရှင်နဲ့မွေးလျော်တတ်သောသူဖြစ်စေဖို့ရဲ့နှလုံးသားကိုလည်းသူဆောင်ပြုပြင်တော်မူပါ။ ကျေးဇူးတင်လည်းတပါးသောတရားသခင်ရှုနာမနဲ့ဆုတောင်းစကားနာမ၏အာမင်